Freedom for Future Channel မှာအားပေးနေကြတဲ့စစ်တော်တို့အားလုံးမင်္ဂလာပါရှင်။ဒီနေ့မှာတော့ချိုကိုကဆီယမမီချန်ဝေရေးသားထားတဲ့နှင်းစီရိုင်းတို့ကောက်ခုံခြင်းမဂ္ဂဇင်းဝတ္ထုတို့များစာအုပ်ထဲကနောက်ထပ်မဂ္ဂဇင်းဝတ္ထုတို့လေးတစ်ပုဒ်ကိုဖတ်ပြပေးသွားပါမယ်ရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ဝတ္ထုတို့လေးရဲ့ခေါင်းစဉ်ကတော့သူ့ရင်ကတယောက်၊သူကတယောက်ဖြစ်ပါတယ်။ ူရင်ကတရားသူကတရားအဲ့ဒီညကမိုးကြီးလေကြီးအကြီးကျယ်ကြတယ်အိနေရန်ကိုလာရိုက်တဲ့မိုးဆက်တန်တွေကတပြုံးပြုံးအိမ်ခေါင်းမိုးတွက်ကိုတစ်ခိုင်းတွေချစ်ဆွဲတန်ကချစ်ချစ်ရှဲရှဲတချက်ချက်လေအော်မီတန်ကဝူဝော်မွန်ပြင်းနေဟာမိုးမြရာဒေတာဆိုပေမဲ့ဒီလိုမိုးရောလေပါတဲတဲတွန်တွန်အော်မီတွန်းထိုးနေတာမျိုးတော့ရှားပါလေတိမ်လုံးတိတ်ဆိတ်နေတယ်ဖေနဲ့မေခန့်ကလည်းဘာတမ်းမှမကြရဘူး ိတ်မောကြနေတယ်ထင်ပါရဲ့အောက်ထက်ကအကိုငယ်တို့လင်မယားကလေးငယ်ရှိတာတောင်းအဲ့အတန်တစ်ချက်မကြတုတ်တုတ်မြမလို့ဒါဆိုတိမ်လုံးမှာကျမတယောက်တည်းနိုးနေတာလားကျမဘာလို့အိတ်မပြောပါလဲအပြင်မှာတဲထန်နေတဲ့မိုးကြီးလေကြီးကြောင့်လားဒါဆိုတခြားသူတွေမိုးတန်လေတန်မကြလို့အိတ်ပြောနိုင်ကြတာလားမိုးကြောင့်ကြီးတော့မဟုတ်ဘူးတင်နေကျမမျက်စိထဲခဏခဏပေါ်လာတဲ့မှုံတေတေချစ်တစ်တစ်ကန်တန်တန်မျက်နာကလေးကြောင့်ပါ ဟုတ်တယ်ဒီကောင်မလေးကြောင့်အိတ်မပြောနိုင်တာပါဒီလောက်မိုးကြီးလေကြီးတဲ့ဘယ်တွေသွားပြီးဘယ်မှာရှိနေပါလဲကျမတို့မိုးလုံးလေးလုံးအောက်မှာလုံကြုံလေးထွေးစွာအိတ်နေရခြင်းကောင်မလေးမှာတော့ဘယ်လိုနေရာမျိုးမှာမလုံးမချုံခိုကိုးနေမှာပါလဲတလားဆိုတဲ့အချိန်မကြာခင်က ကျမကောင်မလေးပေါ်တန်ရောစင်တွေသွားပြီလားဒါမှမဟုတ်ကျမရင်ထဲလူသားချင်းစာနာတဲ့စိတ်လွန်ကဲနေလို့လား ောင်မလေးအိမ်မှာမရှိတော့ဘူးဆိုတာသိလိုက်တဲ့အချိန်ဟာ နေဝင်ရီတရောအချိန်ဖြစ်နေပြီဒီအချိန်သူ့ရွာကိုပြန်ဖို့ကားမရှိတော့တာသိကြတယ်ဒါဆိုရင်မြို့တွင်တနေရာမြို့စွန်တနေရာမှာသူရှိနေတာပေါ့ဘလို့နေရာမျိုးမှာရှိနေမလဲပုံကြီးကြောင်တကြောင်ဒါမှမဟုတ်တီလာရှင်ဇေယျတဆောင်စီများရောက်နေမလားလူမနေတဲ့အိမ်တအိမ်ရဲ့အမိုးစွန်းအောင်မှလည်းဖြစ်နိုင်သေးရဲ့လေဒါဆိုရင်ကောင်းမလေးကိုမတူတော်တွေကများ ဖះဖះဘာမှမဖြစ်ပါစေနဲ့ကောင်းမလေးဘေးကင်းရမှာရှိနေပါစေမိုက်လိုက်တဲ့ကောင်းမလေးနဲ့ဘာဖြစ်လို့များမကြံအံ့မစီရဲကြံစီပါလဲကောင်းမလေးရဲ့ကြံကအင်ကိုရောက်ပြီးမှရတဲ့အကြံလားမလာခင်ကလေးကကြိုတင်ကြံစီထားတဲ့အကြံလားစဉ်းစားရခက်ပါပြီတကယ်ဆို အရေးတစ်ခုရဲ့တန်ဖိုးကိုနားလေရမှာပေါ့အဝတ်လဲစင်ပြီးတမင်းလဲကျွေးတဲ့အချိန်မှာအေးအေးတတနေဖို့ကောင်းတာပေါ့ ူတို့တော်မှာကောက်ဆိုင်ပြိုးနှုတ်နေတာထက်စားရင်ဒီလိုအိမ်မျိုးမှာနေရတာဘလောက်အေးချမ်းလိုက်တလဲအင်းလေစီးကုပ်ပြီးနှက်ပြီးကိုတင်ပါတယ်အေးတယ်လို့ခုံချဆိုတာကောင်းမလေးလူလူသားမျိုးကိုပြောတာနေမှာအခုတော့အပြင်ဘက်မိုးကြီးလေကြီးအကြမှာအေးယုံတင်မဟုတ်ချမ်းလို့ရခိုက်ခိုက်တုံနေပြီပေါ့တနာစီဟာကောင်းမလေးရဲ့တကယ်ဆိုကျမတို့အိမ်မှာအိမ်မော်ရဲ့လို့မထားတာကြပါဘီ အိမ်လုတ်တွေကိုကျမတို့မောင်နှမတွေကိုထူကိုထလုတ်ကြတာနှစ်ပေါင်းများစွာပါပဲအဖေမေတို့ဝန်ထမ်းဘွားတော်ကအိမ်မှာနေလေနေခင်လူမရှိလို့အိမ်ပေါ်တယောက်တည်းမထားဝင်ဘူးဆိုပြီးဒူးဖို့မခေါ်တာပါ အခုအဖေမေတို့ပင်စင်ကျမတို့လည်းအရွယ်ရောက်လာတော့အိမ်ပေါ်ဆိုတာမလိုတော့တဲ့အရာပါအကူငယ်အိမ်အောင်ကြားသားလေးတယောက်ရတော့ပြဿနာနည်းနည်းရှိလာတယ်သူတို့လင်မယားမိုးလင်းလို့အလုတ်သွားရင်ကလေးကြည့်ဖို့ကလေးထိန်ဖို့လိုလာပြီး အဖေတို့မေတို့ကအသက်ကြီးလာတော့ကလေးကိုဝိုင်းကြည့်ရုံပဲရတာပါဒီ6လ9လရွယ်ကလေးကိုထိန်းချောင်းချီပိုးထားဖို့တော့မဖြစ်နိုင်ဘူးမဟုတ်လားဒါကြောင့်ထမင်းချက်အဝတ်လျှော်အိမ်လုပ်တွေမလိုပဲ ကလေးထိန်းတက်တက်လူလိုတယ်14 15နှစ်အရွယ်လောက်ရရင်ကောင်းမယ်ဆိုတဲ့အိမ်ပေါ်တယောက်ရှာရတာပါမြို့ထဲမှာတော့ဘယ်ရနိုင်ပါမလဲမြို့ပြင်ရွာနီးချုပ်ဆက်နဲ့မလန်မကန်းကမြို့ငယ်ရွာငယ်ကလေးတွေမှာ ထွက်ရှာရတာပါ အိမ်မော်ကတကယ်ရှားတော့ရှားလိုက်တာတော်ယုံနဲ့မရဘူးနေမာကရန်ကုန်နဲ့မတူဘူးအိမ်မော်ပွဲစားမရှိဘူးအေဂျင်စီမရှိဘူးလိုချင်ရင်ထမိန်တူတူဝတ်ပြီးခြေတူအောင်ရှာပြီတော့မြို့ပြင်ပေါ်တော်မူမြင်းဒီကောနောင်ကလာဟိုးကြိုက်ကောတိမ်စိတ်အထိရွာရီမှာလဲရန်ကုန်မြို့တက်ပြီးသားအိမ်ပေါ်အလုပ်လုပ်ချင်လို့မယ်ကျမတို့လိုမြို့ကလေးမှာတော့မလုပ်ချင်ကြဘူးရန်ကုန်လိုလစာမကောင်းတာလဲပါမှာပေါ့ ဒီလိုနဲ့ရှားလေရှားလေဖြစ်နေတော့တာအိမ်မော်ကဘယ်နေမှန်းမသိကျမကမရောက်လာသေးသူအတွက်အလွန်ပဲတက်ကြွနေတော့တယ်ရောက်လာရင်ဘယ်နေရာမှာပြေးအိမ်မယ်သူ့ဝန်စားထဲဖို့တန်တက်သားလေးတစ်လုံးနဲ့ရှင်းထားအောင်ပါဆိုပြီးကြိုတင်စိတ်ကူရှင်နေတာကျမပေါ့အိမ်မှာအဲ့လိုအဖော်အလော်တွေမခေါ်ရကြတော့ကျမအဖော်မက်တာလဲပါတယ်ဘာကြောင့်မှန်းမသိဘယ်သူမှမသိသူကိုမျှော်နေတာလေ တကယ်နဲ့ရောက်လာတော့ကျမရဲ့ထက်တန်တက်ကြွမှုတွေကြက်ပြောက်ငှက်ပြပျောက်ကုန်ပါရောကောင်းမလေးရဲ့ရုပ်ရှိကကျမကို စိတ်သက်ကြသွားစေတာပါ အသက်15နှစ်ဆိုပေမဲ့ဖွန့်ဖွန့်ထွားထွားမရှိလောက်ဘူးအသားကလည်းတော်တော်မဲတာပါနှက်ကြုတ်ကြုတ်လို့တောင်ပြောရင်ရမယ်ထင်တယ်နှစ်ဖူးနေနေမောက်ပြီးမျက်ခုံမွေးကမရှိသလားမျက်စိကခက်မင်းမင်းမမမတိုက်တဲ့သွားတွေကဝါတာတာအကြံပြင်းပြောရရင်အင်္ဂါရုံမကောင်းဘူးပေါ့ ကျွန်မသူ့လက်ချောင်းတွေမြင်တော့နည်းနည်းလန့်သွားတယ်။သူ့လက်ချောင်းတွေလူနဲ့မလိုက်အောင်တံမာလှပါလား။နောက်ပြီးသူ့လက်မကခက်ပြားပြားပုတူတို့လက္ခဏာစာအုပ်ထဲမှာဒီလိုလက်မရှိသူကိုတင်းပုတ်လက်မလို့ခေါ်ပြီးလူတက်တက်လက်လို့ရေးထားတာဖတ်ဘူးတယ်။ကျမရောက်မှမခိုင်က သူ့ဆွေမျိုးတွေရှိရာတိမ်စိတ်ရွာကနေကောင်းမလေးကိုရလာတာပါ။ရုပ်ရည်ဆိုတာပြုတ်စားလို့ရတာမှမဟုတ်တာ။သူ့အလုပ်ကလည်းရုပ်ရည်ပန်းပြရမယ်အလုပ်မဟုတ်ဘူး။ ကလေးထင်ရမှာဆိုတော့ကလေးထင်ကောင်းရင်ပြီးရောဆိုပြီးဖြည့်တွေးရောတွေးတွေနဲ့ကြီးနေရတော့တယ်။ကောင်းမလေးလာတာအဝတ်စားကိုမပါဘူးအံ့ရော။သူ့အတွက်အင်ရှင်တွေကစီးပီးဆင်ရမယ်တဘော။ဒါနဲ့သူ့အတွက်ရည်စူးထားတဲ့တန်တစ်တာကလေးထဲမှာကျမအပြူပေါက်တုံးကဝတ်တဲ့အဝတ်စားသုံးလေးစုံထည့်ပြီးအဲ့တော့လေကျမခန်းထဲကဂရင်အောင်နာကလေးမှာတင်ပြူဖြာနဲ့ချင်အောင်နဲ့ကြကြနာနာတိတ်လို့အိမ်ပေါ်မလေးကိုကြိုးစိုးလိုက်ပါတယ်။သူ့နာမည်မေတော့မိပုတ်တဲ့ အမေကမိပုတ်ဆိုတာမကောင်းပါဘူးဟဲ့မိပုံလို့ပဲခေါ်မယ်လို့ပြောတယ်။တောကဆိုတော့နာမည်ကိုဖြစ်တယ်လို့မှဲ့ကြတာလေမိပုတ်မိတော့မိကျွတ်မိနီလွယ်ရမှဲ့ကြတာနေမှာနာမည်ကလည်းအကြောင်းမဟုတ်ပါဘူးလေအလောက်ကောင်းမို့သာလိုတာပါ အလောက်ကလည်းကလေးတောင်ဝန်တစ်ခုပဲမို့အဓိကက ကလေးချီထင်းအိမ်မယ်ဆိုပကတ်လွဲနှုတ်ဘူးစီတလောက်ပါပဲ။ကျန်တဲ့ကလေးရင်ချူတာထမင်ကြွေတာရောင်းမမလို့ရင်အမေလောက်ပါတယ် ရုပ်ဆွာဆုံးသူ့ကိုခလေးဝတ်တောင်းမလျှော်ခိုင်းဘူး။ခက်နေတာကခလေးနဲ့သူတော်ရုံအထာမကြောက်ဘူးဖြစ်နေ။မျက်နှာစိမ့်နေတော့ဒီရွယ်ကလေးကသူ့နောက်ဘဲလိုက်ချင်ပါမလဲ။အယုတ်ဆိုးလို့တော့ဟောက်ဟန်မတူဘူး။မျက်နှာစိမ့်တာပဲနေမှာပါ။တော်ရုံနဲ့အဆင်မပြေဘူး။ရက်ကြလာမှခလေးကအမြင်ရင်ပြီးသူ့ခေါ်ရင်လိုက်တော်တယ်။သူ့ခလေးချီထားရင်ကြည်ရတော်ဆိုးတယ်။ကလေးကသူ့အမေတယုတ်သွေးပါလို့ဖွေးဖွေးဥဥတကယ်ကြီးကန်းဘဲဥချီ။ နောက်တော့လဲအနေနှိဆက်ပြီးသူ့နဲ့ကလေးပြေးလဲနေမှကျန်တာအသေးမွားဖြစ်သွားတော့တာပေါ့။အင်းပြေးလဲတဲ့သာပြောတယ်။သူကကလေးကိုမြှူတာတခါမှမတွေ့အောင်သူ့ပုံစံကပြောရင်သူ့ကိုမပြောသလိုလိုမကြားသလိုလိုကြစ်တစ်တစ်ပုံစံဆိုတော့အည်ပြောမရှိချီဆိုရင်ချီထားလွှဲဆိုရင်လွှဲတဲ့ကလေးကိုတော့ဘယ်နှနာကြီးချီထားရမလဲအငီးညူမရှိချီထားနိုင်နဲ့ကျမတို့ကနေအိမ်ဆိုတော့အရင်ကျဲချန်ကျန်နေနေတာပါ ိမ်ပေါ်မှာကလေးမနေရင် သူက channel ဆင့်ချီဟိုလျှောက်ဒီလျှောက်အဲ့ဒါတော့အတော်အားကိုးရတယ်အဖေရောမိပါအသက်ကြီးလာတော့ကလေးကြီးကထအဲ့ဒါတွေမနိုင်တော့တာလေပြောရရင် သူရောက်လာတာသူ့လို့အားနဲ့အစဉ်ပြေတယ်ဆိုပါတော့အမေကသူ့ကိုမိပုံးလို့ခေါ်ရင်မထူးဘူးအင်းလေမိပုံးကသူ့နာမည်မှမဟုတ်တာကျန်တဲ့လူတွေကလည်းအမေလိုမိပုံးလည်းမခေါ်ဘူးမိပုံးလည်းမခေါ်ကောင်းမလေးပဲကျမလည်းသူ့ကိုကောင်းမလေးပဲခေါ်ဖြစ်နေတယ် တခဲနဲ့အဲ့ရတော့စကားစမီသူ့အိမ်အကြောင်းမင်းရင်ပြောချင်မှပြောတယ်။စကားနဲ့လည်းပြောမလား။အိမ်ရောက်ပြီးနှစ်ပတ်လောက်ကြာတော့ကျမသူ့ကို စီယုံရင်စစ်တဲ့သဘောနဲ့နှကန်းဆိုးစေးတပူဝယ်ပေးတာကိုတော့ယူတယ်။ဒီလိုနဲ့နေသားကြနေတဲ့ပတ်ဝန်းကျင်ကိုလှုံ့လှုပ်ခက်ခက်ဖြစ်သွားစေမဲ့ကိစ္စဟာဒီလောက်မြန်မြန်ရောက်ချလာမယ်မထင်ဘူး။ကျမတို့ကြိုတင်မမျှော်လင့်ထားတဲ့ຢာကို သူ့ကြိုတင်စီစဉ်ထားမယ်လို့ဘယ်သူကကြိုတင်သိနိုင်မှာမလဲ။ ကျမတို့အိမ်သားဟာနေထုံးစံခြံနောက်မှာရှိတာပါခြံကအနောက်ကိုပေးနေရရှိတာမို့ပြောရရင်အိမ်သားကအိမ်နဲ့တော်လေးလှမ်းပါတယ်ကျမတို့ခြံဆုံးရင်နောက်တခြားတဦးပိုင်တဲ့ခြံကိုအုတ်တိုင်းတစ်ခုကာရန်ထားတယ်အိမ်သားကအဲ့ဒီအုတ်တိုင်းရှိမှရှိတာပါအဲ့ဒီနေ့ကကျမအိမ်သားကအတွက်အနောက်ဘက်ခြံကနေအော်ခေါ်တန်ကြားရတယ်ကျမကကျမကိုခေါ်ရမှထင်မှုန် ကျမရင်စရိုက်ကဟိုလိုဒီလိုနဲ့ထွေးရောရှက်တင် နေလိမရှိတဲ့ဇရိုက်မျိုးတဝန်းကျင်နဲ့အဆက်ဆန်နေတယ်ဆိုပါတော့ဒါကြောင့်ခေါ်တန်ကြားပေမဲ့အမှတ်တမဲ့ပဲအမရင်ခဏလအမကိုခေါ်တာပါခေါ်တန်ကသက်ဆင်လာလေတော့ကျမကိုခေါ်တာတေးချာသွားပါပြီဘာကိစ္စမှန်းမသိနဝေတိန်တောင်နဲ့အုတ်ဒရိုင်းနာကတ်သွားတော့အနောက်ချင်ကမိမကကျမကိုတနေရာစီလက်ညှိုးထိုးပါရောဟောဒီမှာအမတို့အိမ်မှာနေတဲ့ကောင်းမလေးချင်မရဲ့ လာထားသွားတဲ့ပစ္စည်းတွေအုံနဲ့ရံရဲ့ဟိုဘက်မှာတော့ကျမကိုအံ့အားတသင့်ဖြစ်စေမဲ့ပစ္စည်းတချို့ကျမတို့ရဲ့ရေချိုးကန်းကအသုံးမပြုတော့တဲ့ CO အဟောင်းထဲမှာအဝတ်အစားတွေစုပေါင်းထိုးထည့်ထားတဲ့မြင်ကွင်းတေချာကြည့်လိုက်တော့အင်္ဂထမိန်တွေအင်ကြီးတွေဖြစ်နေတယ်။သူကအကျန်းတဲ့ပစ္စည်းတွေဒီနေရာကြိုးပို့ထားပုံပဲ။ဒါဆိုတခုခုများကျမမတင်ငါလို့ကြည့်နေတာအမရဲ့။ကောင်းမလေးမယူသားဘူး။အမတို့တရိထားနိုင်အောင်ပြောတာပါ။ အိမ်နောက်ခြံကမိမဟာခြံနှင်းချင်းကောင်းပိသားစွာတောင်းဝန်ကြေးပါရဲ့ကျမလည်းပစ္စည်းတွေအင်ကိုပြန်ယူလာပြီးလူမမြင်အောင်တနေရာမှာထားလိုက်တယ်။ကောင်းမလေးဘယ်မှာလဲရှာကြည့်တော့ခြံထဲမှာကလေးထင်ရင်ဟိုဘက်ခြံကကလေးတွေကစားတာကိုငေးနေတာတွေ့ရတယ်။အခုနေသူ့အကျန်ကျမတိသွားပြီဆိုတာသူတိလို့မဖြစ်သေးဘူး။ကလေးကသူ့လက်ထဲမှာကျမလူကြီးတွေကိုမပြောသေးဘဲရောင်းမလောက်ကပြန်လာတဲ့အချိန်ကိုစောင့်နေတယ်။ လူကြီးတွေမသိစေပဲလူငယ်တွေပဲဖြည့်ရှင်းခြင်းနဲ့ဆန္ဒလည်းပါပါတယ်။တော်ကြာနေတော့ကလေးကိုအမေလက်ထဲထည့်ပြီးသူအိမ်သာရှိရာခြံနောက်ဖက်စီထွက်သွားပါရော။သူထားထားတဲ့ပစ္စည်းကိုတွားကြည့်တာနေမှာပစ္စည်းတွေနေရာမှာမတွေ့တော့ရင်သူဘယ်လိုတွေးမလဲ။အနောက်ခြံကမိမကတော့သူ့ကိုဘာမှပြောမဲ့ပုံမဟုတ်ဘူး။တယောက်ယောက်ယူသွားတယ်လို့တွေးမလား။ဘယ်လိုတွေးမလဲ။ကျမသူ့ကိုကဲခတ်ရင်သူ့လှောက်ရှားမှုတွေကိုဘာမှမသိတယ်လို့ပုံဖန်နေရတယ်။ ကျမသိနေတယ်ဆိုတာ तू သိလို့မဖြစ်ဘူးဒီနေ့မှရောင်းမမခိုင်ကလည်းကြားလိုက်တာဒီလိုနဲ့နေဝင်ပြီးအမောင်ပြိုးလာပြီကျမတို့အိမ်ကနှစ်ထပ်ဆိုတော့လူတစ်ယောက်ကိုမမြင်ရင်အိမ်ပေါ်မှာလားအောက်ထပ်မှာလားသိအောင်អော်ခေါ်ရတယ်အဲ့ဒီနေဝင်ကြီးတယောက်ကလေးမှာကျမတို့အိမ်ကမိပုံကြီးကောင်းမလီကြီးခေါ်တန်ညံနေပေမဲ့ပြန်ထူးမဲ့သူကမရှိတော့ဘူးခေါ်ရင်ခေါ်ရင်နဲ့မှထူးတယ်မကြလို့သူမရှိတော့တာသိသွားတာပါ တတိထားနေရင်လည်းဖြစ်သွားတဲ့ကိစ္စဘယ်အချိန်လှစ်ခနဲ့ထွက်သွားပါလဲမက်ခိုင်ပြန်ရောက်တော့မှောင်နေပြီညနေကပစ္စည်းတွေအုတ်ဒရိုင်းဟိုဘက်မှာတွေ့တဲ့ကိစ္စအခုကောင်းမလေးမရှိတော့တဲ့ကိစ္စဟာအကူငယ်နဲ့မက်ခိုင်ကိုအမောစိုးစီတာပေါ့ဘာရီပါသွားသေးလဲကြည့်ကြပါဦးစစ်ကြပါဦးအုတ်ဒရိုင်းနောက်ကပစ္စည်းတွေပြန်ရထားတဲ့ကျမကောင်းမလေးမရှိတော့တဲ့နောက်ဘာရီပါသွားလဲမက်ခိုင်ပြောမှကောင်းမလေးနောက်ထပ်ကြံစီသွားနိုင်တယ်ဆိုတာတွေးမိတော့တယ် အဘုံများပြောပါတယ်။ဟုတ်ပါရဲ့။စစ်ကြည့်တော့ကျမထမိန်တော်တော်များများညော်နေတယ်။မချုပ်ရသေးတဲ့တထဲတောင်ပါသွားပြီ။ဟိုတနေ့ကမင်္ဂလာပွဲရှိလို့ချုပ်ထားတဲ့အင်ကြီးတပါသွားပြီဟေ။မက်ခိုင်ရဲ့နှမျောတတာတဲ့။အကူငယ်ကတော့မနဲ့စောစောဂိတ်ကနေတွားဆောင်ဖမ်းမယ်တဲ့။ဂိတ်ကနေဆောင်ပြီးမြို့ရဲကထွက်လာသည်မကားကိုစစ်လိုက်ရင်ပြေးမလွတ်ပါဘူးတဲ့။လက်တလုံးကြားခံလိုက်ရလို့တောက်တခက်ခံနေပေါ့။အမေကတော့လူကြီးပြီးပြီး ဂိတ်ခါစီးဖမ်းလို့မီတော့ဘာလုပ်မှာလဲရုံးရောက်ခဲရောက်မဲ့လုပ်တယ်မလုပ်ကြပါနဲ့အလကလှုပ်ရှုပ်တယ်နင်းတို့ကိုကြည့်လို့ဖြစ်နေအောင်မယ်ပြီးတာတွေပြီးပါစီတော့ပစ္စည်းပြန်ရရင်ပြီးရော့ဆိုပြီးဝင်ပြောတယ်နင်းတို့ကိုကြည့်လို့ဖြစ်နေအောင်မယ်ဆိုတဲ့အမေစကားကြောင့်ကောင်းမလေးလှုပ်ရက်ပေါ်ဒေါသပုံထနေတဲ့အကိုငယ်လင်မယားလဲအတန်တိတ်သွားတယ်အကိုကြီးပြဿနာကပြီးသွားတာမကြသေးပဲကို ကိုကြီးကရှေ့နေဖြစ်ပြီးအိမ်နဲ့မလန်မကန်းရက်ွက်မှာတီးကြအိမ်နဲ့နေပါတယ်။သူတို့မှာမူလာရန်ရွယ်ចောင်းတက်နေတဲ့တမီးလေးတစ်ယောက်ရှိတာမို့လက်တော်လက်တောင်းကလေးတွေចောင်းပို့ចောင်းကျို့အတွက်အဖို့အလော်လိုပါတယ်။ဒီလိုနဲ့အကိုကြီးမိမကျမရောင်မအကြီးမတူစာအညာကပြန်လာတော့ကောင်းမလေးတစ်ယောက်ပါလာတယ်။ဖြူဖြူတဲ့အသားဖြူဖြူတန်တန်ကလေးပါပဲ။မိဘကမကျွေးနိုင်လို့အပီးပိုင်ပေးလိုက်တယ်ဆိုပဲ။ကျမတော့တိတ်မယုံဘူး။ ကို့သမီးအပြိုလေးမကျွေးနိုင်လို့အပြီးပိုင်ပေးလိုက်တယ်ဆိုတာဖြစ်နိုင်မှာမလားအကိုကြီးတို့လင်မယားကမြို့မျက်နှာဖုံးပညာတတ်တွေဆိုတော့ဖြူဖြူအင်ကိုရောက်လာတဲ့ကိစ္စပေါ့အမေကဘာမှမပြောပါဘူးဖြူဖြူတရားအောင်လောက်တာကိုင်းတာတော်တယ်ဆိုတဲ့အတန်းတွေကြားလာတော့ကောင်းပါလေပေါ့မတူစားကရှေ့နေကြတော့ပြီးပြီးအတော်စီစားကြောင်းနဲ့အင်ရှင်မှာပါ သူနဲ့ရေရှည်တဲ့ဖို့ဆိုတာလွယ်တာမဟုတ်ဘူးအခုသူနဲ့တဲ့တဲ့အဆင်ပြေတယ်ဆိုတော့ဘာပြောစရာလိုတော့မှာလဲ ဒီလိုနဲ့တလားနှစ်လားကြာသွားတယ်။ဒီနေ့ အကိုကြီးရင်က လူတစ်ယောက်လွတ်လိုက်တယ်။ဟိုအိမ်မှာကိစ္စပေါ်နေလို့အမေမြန်လာခဲ့ပါတဲ့။အမေကမသွားခင်ပါဇက်နမိတ်ဖတ်သွားသေးတယ်။ဖြူဖြူပြဿနာပဲထင်နေဟေးတဲ့။ကျမတို့လည်းတိကျင်လွန်းလို့အမေပြန်ကိုညှော်နေတာပေါ့။ထင်တဲ့အတိုင်းပါပဲ။ကောင်းမလေးကအလေကလေးနေခင်းကြောင်တောင်ကြီးလှုပ်ချသွားတာ။နင်တို့အကိုကြီးတည်င်းစာကိုယ်စားလှုပ်တဲ့ငွေတွေသူတို့ခန်းထဲစင်ပေါ်ကစတိကြိုင်ထဲမှာထားတာ။ အခန်းတော့ပိတ်ထားတော့ဒီဘက်ခန်းကစက်တူရွေးတန်းလက်ရှူပြီးနှိုက်ထားတဲ့ငွေတွေမနေဘူးအပြင်ကသူစားပစ္စည်းမိတ်ကပ်ဘူးတို့ခေါင်းညက်ကလစ်တို့လည်းပါသေးအဲရောက်မှအုံးလက်တမျက်စီလဲနေတာတမျက်စီတန်ကြားနေရင်လည်းထွက်သွားတာတဲ့သူစားပဲလေချက်ချင်းဘူးတာလိုက်စင်းသွားတာမိတော့တာပေါ့မိတော့တယောက်ထဲမနိုင်လို့စိုက်ကားသမားတွေကူညီနဲ့အိမ်ပြန်ခေါ်ခဲ့တာတဲ့ကျမရောင်းမကြီးမတ်သူစားကထက်ထက်မြက်မြက်မို့ဖြူဖြူကိုပြန်မိလာတာအားရစရာပါ ျမတို့မေပြောသလောက်နားထောင်နေကြတာပေါ့အမေကဆက်ပြန်တယ်လူတွေများကြောက်စရာကောင်းလိုက်တာနင်တို့ကိုကြည့်ပြန်လာတော့ရှေ့နေပြီးပြီးစစ်တော်မေးတော့တာပေါ့အဖြစ်မှန်ကိုသိရတော့အမေမှရှင်းပတ်ကြည့်ဖိနေရတော့တာသူ့နာမည်ကဖြူဖြူမဟုတ်ဘူးတဲ့ဘာဆိုလာပဲသူ့ကိုသူ့အမေကမကျွေးနိုင်လို့ပေးလိုက်တာမဟုတ်ဘူးနင်သွားနေငါလိုက်ခင်မယ်ဆိုပြီးလွတ်လိုက်တာတဲ့ဘာလဲအဲ့ဒါကကျမကကိစ္စတရက်ကိုတော်ယုံတဲ့သဘောမပေါက်သူပြီးပြီး အဲ့ဒီစကားကိုနားမလဲဘူး။နင်သွားနေငါလိုက်ခဲ့မယ်ဆိုတာကောင်းမလေးကိုအင်ရှင်စီကိုအယုံတွန်းဖို့လွှတ်လိုက်တာ။အိမ်ထဲကိုပြင်ကလူလွှတ်သွင်းတဲ့သဘောပေါ့။ကို့လူထဲရောက်သွားရင်အပြင်ကနေသူတို့ညွှန်ကြမယ်။အ ਨੇ ဆုံးခြံတကားတော့အိမ်တကားတော့ဖွင့်ပေးတာမျိုးပေါ့။ဖျားကြီးဒါဆိုရင်အမှုကြံစီဖို့ကြိုတင်ကြံစီလွှတ်လိုက်တာပေါ့။ကျမကစက်တီးမြတ်မြတ်ထထသွားတယ်။ ူပြူရောက်လာပုံကိုတဘာဝမကြဘူးလို့ကျမတွေးနေတာမှန်နေပြီပေါ့အခုဖြူဖြူအဲ့လေထားပါတော့ဖြူဖြူပဲသူကအမေလာရာတောင်မဆောင်နိုင်မဲသူ့စီစဉ်တဲ့သူလှုပ်ချလိုက်တာတဲ့ပြောနေတာများအသေးရစရာနင်တို့အမသူစားကဒေါသကလည်းခက်ကြီးကြီးဆိုတော့မေးမေးပြီးရိုက်နေတာအမေတော့ပြောခဲ့တယ်မရိုက်နဲ့ဒါမျိုးကရိုက်ရင်အမှုကြောင့်ကတမျိုးဖြစ်သွားတတ်တယ်လို့အင်းလေနင်တို့ကိုကြီးကရှေ့နေပဲပူနားလဲမှာပေါ့ တကယ်တမ်းမှာတော့နားလေတာကတခြားမစင်ကျင်နိုင်တာကတခြားပဲနောက်တနေ့ဖြူဖြူကိုရဲစခန်းအပ်လိုက်ကြတော့စခန်းမှာအချုပ်နဲ့နေတော့အခြေအနေက တမျိုးပြောင်းသွားပါရောမြို့မှာအကိုကြီးနဲ့ထိတ်တိုက်တိုးနေအဆင်မပြေဖြစ်နေတဲ့ရှင့်နေတယောက်ကအကွက်ဝင်ဖန်တော့တာပါ အချုပ်ထဲကဖြူဖြူကိုအမျိုးမျိုးဝင်တင်ပေးတဲ့နင့်ကိုရိုက်တယ်မဟုတ်လားမကြောက်နဲ့မှန်းနာဖြစ်ငါရှိတယ်ဆိုပြီးမြောက်ပေးတဲ့နောက်တော့အမေချင်ထားတယ်လို့ပဲအမှုလမ်းကြောင်းပြောင်းသွားပါရော့ ကိုဘက်ကဆွဲတာတမှု သူ့ဘက်ကပြန်ဆွဲတာတမှုဖြစ်လာပြီးနောက်ဆုံးအကိုကြီးကဖြူဖြူကိုမကြံစီအပ်တာတွေကြံစီပါတယ်ဆိုတာတွေပါ ဖြစ်လာရောအဲ့ဒီတုန်းကကျမတို့မိသားစုတွေစိတ်ဆင်းရဲလိုက်တာလေအဖေနဲ့အမေဆိုပို့ဆိုးတာပေါ့ကို့သားတိတ်ခါကို့အတိဆုံးကိုဘာမဟုတ်တဲ့အိမ်ပေါ်ငွေအလစ်တုံးမှုမှာကိုကအမှုပတ်ခံရတယ်ဆိုတာတရားခံဖြစ်သွားတော့ရှိနေပေါ့ဟုတ်တာမဟုတ်တာပါတာ အင်းရှင်ဦးကိုကိုကြီးတီတရခန်းကွန်းစာကွန်မိတ်ကိုမရင်းကျင်ပါသလားလို့တရခွန်းမအမေးခံရတာကိုကတိတ်ခါကြခြင်းတမျိုးမဟုတ်လားဖြူဖြူမေးဆိုတဲ့မိမအညာကရောက်လာတော့ပိုဆိုးသွားတယ်မကောင်းတဲ့လူတွေစုမိသွားပြီးအမှုကြောင့်ကရှည်သွားပါရောဒီဘက်ကလည်းရှိနေဆိုတော့အမှုကျင်းတွေရဲ့ရွှေအောင်လို့ရင် အချိန်ဆွဲထားတာပေါ့အဲ့ဒီမိမရက်ကြလာငွေကကောစားစရာမရှိဘဲသူ့ဇာတိရုပ်ပေါ်လာပြီး ငွေကိုရတဲ့နည်းနဲ့ရှာလာတာတွေဖြစ်လာတယ်။မြို့ကလေးကကျင်းတော့ဒီမိမခြေလမ်းတွေအားလုံးတိမြင်နေတော့တာပေါ့။ဟိုဘက်ရှိနေဝန်နှောက်နေလို့အမှုကပြန့်ကားသွားတာအတော်ကြာတယ်။အခုပြီးတော့ပြီးသွားပါပြီ။ဒါကြောင့်အခုကောင်းမလေးကိစ္စမှာအကိုငယ်တို့ကိုအမေကကောင်းမလေးကိုမရိုက်ဖို့တတိပေးနေတာပါ။အခုရော ကောင်းမလေးကိုသူ့အိမ်ကနေရင်သွားနေလို့လွှတ်လိုက်တာများလား။လူတွေလူတွေကြောက်ဖို့ကောင်းလိုက်တာ။ နောက်တစ်နေ့မနေ့လင်းတော့မိုးဆဲသွားပါပြီ။တညလုံးမိုးကြီးလေကြီးကြထားလို့ခြံထဲကတစ်ပင်တွေကျိုးတဲ့အပင်ကျိုးကျဲတဲ့အပင်ကျိုးလို့အကူငယ်လင်မယားကတော့ကလေးထားပြီးအင်ကာခတ်တုတ်တုတ်ထွက်သွားနေရဲ့။ခိကထွက်တဲ့ကားရီမှာစောင့်ဖမ်းမယ်ဆိုပြီးတော့ပေါ့။ကျမတို့လည်းအကူငယ်လင်မယားပြန်လာကိုနေသာမြင့်သွားရောပေါ်မလာဘူး။အမေဆိုစိတ်ပူပြီးအင်ရှိကိုကြီးမျှော်နေတော့တာ။မွန်းဆောင်လောက်ချိန်ကြမှရောက်လာတော့တယ်။ သူတို့မောမောဆာဆာနဲ့ထမင်းစားနေတာကိုစောင့်နေရသေးတယ်။မျက်နာတွေကြည့်ရတာတိတ်ဟန်ပုံမပေါ်ဘူး။ကျမကမနေနိုင်တော့ဘူး။ပြောပါဦးမခိုင်ရဲ့ကောင်းမလေးကိုတွေ့ခဲ့သလား။တွေ့တယ်။တွေ့တယ်ပြောရရင်ရှင်းမနေ့ကဂိတ်မှာသွားစောင့်နေတာ။ကားရီသားတစည်းပြီးတစည်းထွက်သွားတယ်။ကောင်းမလေးမပေါ့။နေမြင့်လာတော့ငါတို့လည်းစိတ်ကူးပြောင်းပြီးတစ်စိတ်ကိုလိုက်သွားလိုက်တယ်။သူ့အိမ်ကသွားစောင့်တာအကောင်းဆုံးပေါ့။သူ့အိမ်ရောက်တော့ကောင်းမလေးလည်းရောက်မလာဘူးတဲ့။ တနေရာများလစ်သွားပြီလားမသိဆိုပြီးတွေးရတယ်။အမေသူ့ဖေကငါတို့ကိုရန်စကားပြောသေးတာ။သူ့သမီးဒါမျိုးတွေမလောက်တတ်ပါဘူးပေါ့။အခုသူ့သမီးအိမ်ကိုမရောက်လာရင်သူကပဲငါတို့ကိုတရားပြန်ဆွဲမယ်ပေါ့။လူကလေကြီးလေကျန်နဲ့ဒါနဲ့ငါတို့လည်းသူ့အိမ်မှာကြာကြာမနေပဲ။သူ့အိမ်ဝင်လန်းထိတ်ကားရက်မဲ့နေရာကအကျော်ထဲမှာထိုင်ပြီးအကျော်စားရင်းစောင့်နေကြတယ်။အိမ်ကိုပြန်လာမယ်ဆိုဒီတလမ်းမဲ့ရှိတာမိကိုမိရမယ်ပေါ့။လာပါ ့လည်းဆက်တနာရီလောက်ကြာမှနင့်ကောင်းမလေးကားပေါ်ကဆင်းလာတဲ့ပုံမြင်စေချင်တယ်။စတိုင်ကတော့အပြည့်ပဲ။ဘာတွေဝတ်ထားရတဲ့လဲ။အပေါ်ကမင်္ဂလာဆောင်အတွက်ချုပ်ထားတဲ့ငါးစားအင်ကြီးပန်းအောင်နဲ့အောက်ကမချုပ်ရသေးတဲ့နှစ်ထမိန်လေး။မျက်နှာမှာလည်းတနခါဖွေးသား။နှာခမ်းကြီးကလည်းရေဘရောင်းထလို့။ဟွန်း။ကျမတော်တော်အံ့ဩသွားတယ်။ကျမရဲ့မချုပ်ရသေးတဲ့ထမိန်ကိုသူဘလို့ဝတ်ထားတယ်လဲ။တက်လဲတက်နိုင်နေကောင်းမလေး။ ငါတို့လည်းသူ့ဖေလီတန်ကိုမကြိုက်လို့သူ့သမီးကုတ်ကိုဆွဲပြီးအပ်လိုက်တာပေါ့တက်သေးခံပစ္စည်းတွေနဲ့ဆိုတော့ဘလို့ညင်းမလဲကိုရိုက်เสียမလို့သူ့ဖေရှက်ရှက်နဲ့သူ့သမီးကိုရိုက်နေတာကြိမကောင်းလို့ထဆွဲခဲ့ရသေးတယ်ပစ္စည်းတွေတော့ပြန်ယူလာတယ်ဟော်ရီထုတ်ထဲမှာစစ်ကြည့်ကြအောင်အမေသူကဝတ်တွေကိုခကြီးဆောင်အိတ်တစ်ခုနဲ့ထည့်လို့ကြည့်ရတာအိတ်ကတိုးရင်ကအိမ်မဟုတ်ဘူးတနည်းအားဖြင့်မယ်ညကသူ့ဘယ်မှာရှိနေလဲအဲ့ဒီကငှားလာတာဖြစ်မယ်မခိုင်ပြောတာနဲ့ကျမလည်း အထုပ်ထဲကပစ္စည်းတွေကိုကြည့်လိုက်တော့ဟုတ်ပါရဲ့အပေါ်ဆုံးမှာကျမရဲ့မချုံရသေးတဲ့ထမိန်အစ်စ်ကလေးအမေသူကထမိန်အစ်စ်ကိုညာရင်ကျင်လက်နဲ့ချုပ်တီးထားပါလားမူးကြီးလေကြီးတဲ့ဘလိုနေရာမှာရှိနေမလဲဆိုပြီးကျမမာတော့စိတ်လက်ပူပင်လိုက်ရတာအမော သူကတော့အဲ့ဒီချိန်မှာညာရင်ပြီးထမိန်ကို လက်ချုပ်ချုပ်နေပါလားတော်ပါသေးရဲ့အမေကနင့်ကိုကြီးအိမ်မှာလို့ဖြစ်မှာဆိုလို့အဖေလို့သူက သူ့သမီးဒါမျိုးတွေမလောက်တတ်ဘူး ပြောပုံရဆိုနင်သွားနေငါနောက်ကလိုက်ခဲ့မယ်ဆိုတဲ့လူတွေထက်စာရင် တော်သေးတာပေါ့သူ့သမီးကိုရိုက်ဖို့ရတာလဲဒါနဲ့ပတ်သက်ပြီးရှက်စိတ်ဆိုတာလေးရှိနေသေးလို့အစိုးကြီးမဟုတ်ဘူးလို့ဆိုရမှာဒီလောက်နဲ့ပြီးသွားတာကံကောင်းအမေကလူကြီးဆိုတော့သူစိတ်ပူနေတာပဲသူကပြောနေတော့တာကျမကတော့ဒီတယောက်ဒီလောက်နဲ့ပြီးသွားပြီနောက်တယောက်ဆိုရင်ကောကလေးမကြီးမချင်းနောက်ထပ်ဖြူဖြူပဲနဲ့ရမိပုတ်ပဲနဲ့ရောက်နဲ့ကြုံတွေ့အောင်မလဲ တောလုံးတောင်လုံးတွေနဲ့စားရင်ကလေးထိန်ရတဲ့လုံမှာထမင်းလဲကျွေးအဝတ်လဲစင်ပေးဒီလိုနေရာမပြောဘဲနေရာမှာပြောပါလေဒီလိုဖြစ်တာဘာကြောင့်လဲကောင်မလေးပညာမတတ်တာနဲ့ဆိုင်မလားမင်းကြီးတော့အเจ้าတော်နေဘူးလေစားဘက်မသွားတော့ဘူးလို့ဖြေတာမို့အားတဲ့ချင်းကောင်မလေးကိုစားတင်ပေးမယ်ဆိုတော့ဂျမအတွေ့ကလည်းအရာမထင်တော့ဘူးပေါ့လောလောဆယ်အိမ်ကိုနောက်ထပ်ဘယ်ကောင်မလေးမှမခေါ်ဖြစ်တော့ပါဘူး နေလေနေခင်ကလေးတောင်ဝန်ကိုမခိုင်တော့အိမ်ကညီမတွေကတောင်ဝန်ယူလိုက်တာမို့ကောင်းမလေးဆက်အိမ်မှာတင်းသွားပေမဲ့ကျမကတော့ကောင်းမလေးကိုလွမ်းတော့အထူးသဖြင့်သူ့အတွက်ပေးထားတဲ့တန်တစ်တာကလေးမြင်ရင်မှုံတင်တင်ချစ်တစ်တဲ့ကန်တန်တန်မျက်နာလေးကိုမြင်တော့တမှုတရားဆိုတဲ့ကျိုးကຫນွယ်တက်တဲ့အမျိုးပေကို Beauty Magazine အမှတ်139စက်တင်ဘာ2017 ဟုတ်ကဲ့ပါဒီနေ့မှာတော့ကျုပ်ကဆီယမမီချန်ဝင်ရေးသားထားတဲ့နှင်းစီရိုင်းတို့ကောက်ခွန်ခြင်းမဂ္ဂဇင်းဝတ္ထုတို့များစာအုပ်ထဲကသူ့အရင်ကတရားသူကတရားဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြပေးသွားခဲ့တာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါနောက်ဆီယပေးခဲ့ပြီးချစ်တော်တို့တခုခုများခံစားရမျိုးရှိရင်ချူကိုတို့အတွက်အမှတ်တရစကားလေးတွေချမ်းသာပေးခင်နိုင်ပါတယ်ရှင်ဒီနေ့မှာအဆုံးထိနာဆင်အားပေးခဲ့ကြတဲ့ချစ်တော်အားလုံးကိုကျေးဇူးများ යි တင်ပါတယ်ရှင် နောက်ထပ်နောက်တစ်ပတ်တွင်မှာလည်းဝတ္ထုတို့တင်လင်းနဲ့ပြန်လာပြပါမယ်ရှင်။ဟုတ်ကဲ့ပါ။ပေကင်းလော်ဂျွန်ရဲ့နေရာလေးဖြစ်ပါစေလို့ချစ်ကိုကဆုတောင်းပေးပါတယ်ရှင်။ပြန်ဆောင်မယ်နော်။ Bye bye.